အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အစ်စပေးသွားမယ့်ပုံမြင်လေးကတော့ Roti Day ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါရောတယောမမနိုးကတော့သူရဲ့မိန်းမနဲ့တမီးလေးနှစ်ယောက်နဲ့အတူတူနေထိုင်နေခဲ့ပါတယ်သူရဲ့ပထမမိန်းမကတော့သူ့တမီးလေးကိုမွေးဖွားပြီးရအနေငယ်မှာပဲကွဲလွန်သွားခဲ့ရဖြစ်ပါတယ် သူ့တမီးလေးကိုပြည်စုဆောင်ရှောက်ပေးဖို့အတွက်သူ့ခမားနောက်အင်းကြောင့်ပြုခဲ့ရပါတယ်။နေ့နေငယ်ကြမြင်သွားခဲ့တဲ့အခါမှာသူ့ရဲ့ဒုတိယမိမရှိုးပါကလည်းတမီးလေးတယောက်မွေးဖွားလိုက်ပါတယ်။တမီးအကြီးလေးကတော့သူ့ရဲ့မိတွေအမေကိုတတော်လေးတန်ရောဆန်ရှိပြီးချစ်ပါတယ်။အကြောင်းကတော့သူမရဲ့မိခင်အရင်ကတော့သူမငယ်စဉ်တောင်ကျေးကလေးဘဝကလေးကဆောင်းရှုံခဲ့ရတယ်မဟုတ်လားမိတွေအမိကလည်းတမီးအကြီးလေးကိုအရင်ချစ်ပါတယ်တာမီးနှစ်ယောက်ကတန်ရုံးစင်ကတော့တာအမိအရင်တွေလိုမျိုးပါပဲ ဒီအချိန်မှာမနာလိုဖြစ်နေကြတာကတော့တမီအရင်လေးပါသူရဲ့အမေအရင်ကတမီအရင်မဟုတ်တဲ့ပရာချီကိုအရင်ချစ်နေခဲ့တဲ့အခါမှာတော့သူမမနာလိုဖြစ်နေခဲ့ပါတယ်သူမကတော့တမီအရင်ဖြစ်တဲ့အတွက်တယောက်တည်းပဲအချစ်ခံနေခဲ့တာပါတမီလေးရဲ့အရွယ်ရောက်ရှိလာခဲ့တဲ့အခါမှာမိဘတွေကတမီနှစ်ယောက်လုံးကိုအိမ်တိုင်ထဲမှာအတူတူလက်ထပ်ပေးဖို့အတွက်စဉ်စားဆုံးဖြတ်ခဲ့ကြပါတယ်ငါကတော့လေငါရဲ့တမီလေးနှစ်ယောက်လုံးကိုတိုင်ထဲမှာပဲအတူတူလက်ထပ်ပေးလိုက်ခြင်းနဲ့ သူတို့တတ်တတ်လို့မခွဲဘဲနဲ့နေထိုင်သွားကြမယ်ဆိုရင်တော့ကောင်းပါပဲအမလီရှင်လိုချင်တဲ့အရာကိုရှင်ရသွားပြီးတော့တောင်းမှလိုက်တော့ကျမစကားတောင်ပြောပြီးသွားပြီကျမရဲ့အိမ်နေချင်းအတော်ဆာလာနဲ့ကျမမနေ့ကတွေ့တယ်လေကျမတို့စကားပြောနေနေပဲတီးခဲ့ရတာသူတို့ကညီကိုနှစ်ယောက်တဲ့နှစ်ယောက်လုံးကလည်းသူတို့လုံးသူတို့လုံးနေကြတာကိုပိုင်လဲရမြည်လဲအများကြီးပိုင်နေသူတို့ညီကိုနှစ်ယောက်လုံးကစီးပွားရေးလဲခွဲထားပြီးသားဆိုတော့နောက်အမွေဆိုင်နဲ့ပြဿနာတွေနဲ့လဲထပ်ပြီးရံဖြစ်စရာလဲအကြောင်းမရှိတော့ဘူး အရာအားလုံးကအေးအေးစစ်စစ်ပဲကောင်းတာပေါ့ဒါဆိုရင်တော့တကယ်အရင်ကကောင်းတဲ့ကိစ္စတခုပဲငါတို့နောက်ထပ်နှစ်ရက်လောက်နေလို့ရှိရင်တော့ကောင်းလေးမိသားစုတွေနဲ့တွေ့တွေ့ကြမယ်ပြီးတော့ရင်တော့မင်္ဂလာရက်ကောင်းရက်မြတ်အများဆုံးရွေးပြီးငါသမီးလေးတွေကိုလက်ထပ်ပေးရမယ်နှစ်ရက်ကြာမြင့်သွားခဲ့တဲ့အခါမှာနှစ်ဖက်မိဘတွေ့ဆုံခဲ့ကြပါတယ်ဒီလိုနဲ့ရက်အနေငယ်အတွင်းမှာညီမနှစ်ယောက်လုံးကလည်းသူတို့ရဲ့သတို့တာလောင်းကိုစီနဲ့လက်ထပ်ပြီးနောက်မှာတော့ရခမအင်ကိုရောက်ရှိလာခဲ့ကြပါတယ်ညီအကိုနှစ်ယောက်က ပစ္စည်းတွေအလုံးကိုခွဲထားပြီးသားဖြစ်တဲ့အတွက်တယောက်တအိမ်စီနေထိုင်ကြရတာပါ။ဒါပေမဲ့ညီကိုနှစ်ယောက်လုံးကမျက်နှာချင်းဆိုင်အိမ်တွေမှာနေထိုင်ကြပါရဲ့။သူတို့လက်ထပ်ပြီးနောက်မှလည်းအရာအလုံးအဆင်ပြေချောမွေးနေခဲ့ပါရဲ့။ညီကိုနှစ်ယောက်လုံးကလည်းကြိုးစားရုန်းကန်ကြသူတွေပြီးပြီးသူတို့ရဲ့အလုပ်ကိုသာအယုံဆိုင်ပြီးလှုပ်ကိုင်းကြပါရဲ့။သူတို့လည်းဆိုက်ပြိုးမြေကိုအကောင်းမွန်ဆောင်ပြင်ဆင်ထားခဲ့ကြပါရဲ့။သူတို့အလုပ်တွေကြိုးစားလှုပ်ကိုင်းပြီးအခုဆိုရင်တော့တင်းနဲ့အနှွေရိတ်သိမ်းရတော့မယ့်အချိန်ရောက်ရှိလာခဲ့ပါရဲ့။ ။တရမှာတော့မိုးတွေတဲထိုင်စွာရွာသွန်းလာခဲ့တဲ့အတွက်ကြောင့်မို့လို့သူတို့ရဲ့သီးနှံတွေအားလုံးပျက်စီးဆုံးရှုံးခဲ့ကြရပါတယ်။ဒုက္ခပဲငါတို့မှာရှိတဲ့အရာအားလုံးပျက်စီးဆုံးရှုံးသွားရပြီနဲ့ကျူတယ်။ရှင်ဘာမအရင်ကြီးလဲစိုက်ပြမနေပါနဲ့ဘာမမစိုးရင်လည်းနော်အရာအလုံးအစဉ်ပြေးသွားလိမ့်မယ်ကျမတို့ရှိနေရပဲလေတပတ်မှနေတိုးကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးစိုက်ပြလက်ပြဖြစ်နေပါတယ်အခုအချိန်ကျမှကျမတို့ဘာလုပ်ကြရမလဲရှင်ရလေလေဘာတွေလုပ်မှန်းကိုမသိဘူးနည်းနည်းလေးမှအုံနောက်မရှိဘူးလား ရှင်းချောင်းနဲ့အခုဆိုလို့ရှင်တော့ကျမတို့ရဲ့ site ပြောမြေတွေအလုံးပြက်စီးသွားခဲ့ရပြီလေအဲ့ဒါငါနဲ့ဘာဆိုင်လို့လဲငါလည်းဘာမှလုပ်လို့မရတဲ့ကိစ္စပဲအခုလိုမျိုးရာသီဥတုဖောက်ပြန်လို့ငါရဲ့ site ပြောထားတဲ့လေယာဉ်မြေတစ်ခုလုံးပြက်စီးသွားမယ်ဆိုတာငါကြုံသိရမှာမဟုတ်တော့ဒီလိုနဲ့ပဲအချိန်တွေကုန်ဆုံးသွားခဲ့ပြီနောက်တရားမှာတော့ဘယ်လိုလုပ်ကြမလဲငါတို့စုဆောင်ထားတဲ့ပတ်စံတွေအလုံးကလည်းတုံးလို့ကုန်ပြီအလောက်ကလည်းမရှိရဘူးဘာဆက်လို့ရမလဲဆိုတာငါဖြစ်နာအောင်မလည်နိုင်တော့ရှင်ဘောမအရန်ကြီးလဲစောရင်ပူပန်မနေပါနဲ့ ကျမမလည်းလောက်တက်တဲ့အလုပ်တွေရှိပါသေးတယ်။ကျမကထမင်းဟင်းချက်ပြုတ်တာအရန်တော်တာလေ။ကျမအိမ်မနေတော့ကဆိုလို့ရှင်တော့ရိုတီနဲ့ဟင်းနဲ့ခဏခဏအားလုံးကိုချက်ကျွေးနေကြ။အဲဒါကြောင့်ကျမစိုင်းဖွင့်ဖို့အတွက်စဉ်းစားထားတယ်။ကျမကိုယ်တိုင်လောက်ကျွေးတဲ့ရိုတီနဲ့ဟင်းကိုလည်းအားလုံးကသဘောကျကြတယ်။ရွာမှာစိုင်းတစ်ဆိုင်မှလည်းကောင်းကောင်းကန်ကန်ရှိတာမဟုတ်ဘူးဆိုတော့ကျမတို့သာစိုင်းဖွင့်ပြီးရောင်းရင်တော်တော်ရောင်းကောင်းပါသည်လား။အဲဒါကြောင့်ကျမလည်းစဉ်းစားထားတယ်။အဲ့လိုမျိုးအလုပ်လုပ်ရင်ကောင်းမလား။နေသူကိုယ်တိုင်လည်းအခုချိန်မှာနေထိုင်ရတာအဆင်ပြေမှာမဟုတ်ဘူး။ ့ယောက်ျားလဲလဲရမျိုးတွေအားလုံးဆုံးရှုံးသွားခဲ့ရတာပဲအဲ့ဒါကြောင့်ကျမတို့ညီမနှစ်ယောက်လုံးအတူတူအလုပ်တစ်ခုကိုလုပ်ကင်ကြမယ်ကျမဒီနေ့ပဲသူ့အိမ်ဘက်ကိုသွားပြီးဒီကိစ္စတွေဆွေးနွေးရမယ်ညနေခင်းမှာတော့ပရာချီကလည်းသူ့ညီမလေးနီသူ့ရဲ့အိမ်ကိုသွားပြီးဆိုင်ဖွင့်ဖို့ကိစ္စကိုဆွေးနွေးပါတယ်နေသူကတော့ပထမတည်းကသူ့ရဲ့အမားကိုသဘောကျတာမဟုတ်ပါဘူးသူကတော့လေတတော်လေးကိုလဲလွန်းနေသူဘာဖြစ်လို့အကူငေါ့ဒီစကားတွေလာပြောနေရလဲဆိုတာငါကောင်းကောင်းသိရပါဘောငါကဒီအလုပ်လုပ်ဖို့အတွက်ပတ်စံကိုစိုက်ထည့်ပေးရမယ် သူကအကြီးဆိုတော့ဘာအလုံးမလုံးမမဟုတ်ဘူးပြီးရင်တော့အလုပ်တွေအားလုံးကတယောက်တည်းကိုပဲလောက်ခိုင်းလိုက်မယ်။ဒါဆိုရင်တော့ငါတယောက်တည်းအလုပ်တွေပြင်းမှန်းစွာနဲ့လုပ်ရတော့မယ်။ဘာဖြစ်တာလဲအစဉ်ပြေးရလားငါနဲ့ကိုပြောနေရလေ။ဘာလို့ဒီလောက်တောင်မှစဉ်းစားနေရတာလဲ။နင်ဘာစဉ်းစားထားလဲငါ့ကိုပြန်ပြောအောင်နော်။ဘာမှလည်းအရင်ကြီးစိတ်ပြတ်မနေပါနဲ့စိတ်ပူစရာဘာအကြောင်းမှမရှိဘူး။ငါတို့ညီမနှစ်ယောက်လုံးအတူတူအလုပ်လုပ်မယ်ဆိုလို့ရှင်တော့အစဉ်ပြေးသွားမှာပဲ။ဒါနဲ့နင်ဘာလုပ်ချင်လဲဆိုတော့ငါ့ကိုလည်းပြောပြအောင်။ လီတူကတတော်လေးကိုလဲဝဲလွန်ပါတယ်သူမကစကားကိုလှည့်ပတ်ပြီးပြန်ပြောဆိုခဲ့ပါတယ်အမရေတကယ်တော့ကျမကိုယ်တိုင်လည်းမုတ်ဆိုင်လေးဖွင့်ဖို့အတွက်စဉ်းစားထားပြီးသားပါကျမလည်းရိုတီနဲ့ဟင်းရောင်းရင်ကောင်းမလားဆိုပြီးတော့စဉ်းစားထားတာလေပြီးတော့ကျမတို့နှစ်ယောက်အတူတူအလုပ်လုပ်မယ်ဆိုလို့ရှိရင်တော့အချိန်ကုန်တာပဲအဖတ်တင်တာပေါ့နှစ်ယောက်လုံးအမြတ်လည်းကောင်းကောင်းမရပဲဖြစ်နေလိမ့်မယ်အဲ့ဒါကြောင့်ကျမတို့ကိုစီကိုဆိုင်နဲ့ကိုပဲအလုပ်လုပ်တဲ့နဲ့ဒါဆိုရင်တော့ကျမတို့ပတ်စံလည်းပိုရလာလိမ့်မယ်။အေးအေးအေးဟုတ်တယ်ညီမလေးရဲ့ညီမလေးပြောတဲ့စကားမှန်တော့လည်းမှန်တယ်နော်။ ဒါဆိုရင်တော့အေးပါအေးပါဟုတ်ပြီဟုတ်ပြီနင်ပြောတဲ့အတိုင်းပဲငါကိုဟောက်ကိုပဲစိုင်းဖွင့်ဖို့အတွက်သွားစီစဉ်လိုက်ကြမယ်။ငါညမလေးထမင်းဟင်းချက်ပြောက်တာအရန်ကိုကြောတယ်ဆိုတော့ကိုငါလည်းကောင်းကောင်းသိရပေါ့။အောင်မြင်ပါစေကွယ်။ဒါဆိုရင်တော့ညမလေးရေငါပြန်တော့မယ်နော်။အမလေးငါနဲ့များချစ်ရလာတိုင်းချင်နေသေးတယ်။အရင်နေ့ကစပြီးညီမနှစ်ယောက်လုံးကလည်းကိုစီစိုင်းဖွင့်လဲရောင်းချခဲ့ကြပါရဲ့။ပရာချီကတော့မုတ်တွေကိုအကောင်းမွန်ဆုံးလုပ်တတ်ပါရဲ့။သူမရောင်းချတဲ့ရိုတီနဲ့ဟင်းကတော့အရန်ကိုအရသာရှိလောင်းပါရဲ့။ သူမကရိုတီနဲ့အသားဟင်းအပြင်အချင်တုပ်တွေကိုလည်းတွဲဖက်စားသုံးလို့ရအောင်လုပ်ချပေးပါရီ။ဝယ်သူတွေကတော့သူ့ရဲ့ဟင်းအနံမွမွေလေးကိုရခဲ့တဲ့အချိန်မှာချက်ချင်းသူ့ရဲ့ဆိုင်ကိုရောက်ရှိလာခဲ့ကြတာပေါ့။ကောင်းလိုက်တာဒီဆိုင်ကနေပြီးတော့အနံမွမွေလေးရနေ။ဟုတ်တယ်ဟုတ်တယ်အသားတွေပဲ။အသားကိုတေချာချက်ထားတာမွေးနေရော။ဟုတ်တယ်ကျမအသားကိုရိုးရိုးတတ်ထားတာမဟုတ်ဘူးတိလား။ကျမအသားတွေကိုကင်ပြီးတော့မှပြန်ချက်ထားတာလေ။အဲ့ဒါကြောင့်အရသာအရန်ရှိတယ်။ ဟုတ်လားကျွန်တော်ကတော့အတော့ကင်းပြီးမှပြန်ချက်ထားတာမျိုးတခါမှမကြုံဘူးစားလည်းမစားဘူးဒါဆိုရင်တော့ကျွန်တော်ကိုတပွဲအမြန်ဆုံးထည့်ပေးပါဦးဒီလိုနဲ့ပရာချီကလည်းဟင်းတပွဲနဲ့ရိုတီတပွဲအမြန်ဆုံးထည့်ပေးလိုက်ပါတော့တယ်ဘွေသူတွေကသူမရဲ့မုတ်တွေကိုစားတော့ပြီးသွားတဲ့အခါမှာတော့သဘောကျနှစ်တက်လွန်လို့လက်ချောင်းတွေကိုတော့စုံနေခဲ့မိပါတယ်။အမကြီးကောင်းနေဗျာ။ခမရဲ့ရိုတီနဲ့ဟင်းကတကယ်အရန်ကိုလိုက်ဖက်လုံးပြီးအရသာရှိတယ်။အချင်းလေးနဲ့တွဲဖက်စားတော့လိုက်တော့တကယ်တော်တော်လေးကိုစားလို့မြင်တာပဲ။ဒါနဲ့တပွဲကိုဘလောက်လဲ ဟုတ်ကဲ့တပွဲကို80ပါရှင်။အေးအေးအေးရော့ရော့ရော့။ဘာပဲပြောပြောခမရဲ့ routine နဲ့ဟင်းကတော့တကယ်အရန်ကိုကြိုက်သွားပြီဗျာ။ဟုတ်ကဲ့ရှင်ကျေးဇူးများရေတင်ပါတယ်။နောက်လည်းအများကြီးလာအားပေးပါနော်။ဟိုဘက်ကဆိုင်မကတော့တခြားသူမဟုတ်ပါဘူး။ကျမရဲ့ညီမလေးသူ့ဆိုင်ကလည်းအရသာရှိပြီးရောစားလို့ကောင်းတယ်။သူ့ရဲ့လက်ရကိုလည်းအားလုံးသဘောကျနှစ်သက်ကြလိမ့်မယ်လို့ကျမထင်ပါတယ်။သူကလည်းဟင်းချက်လိုက်ရအရန်ကောင်းတာလေ။ဟုတ်လား။အမကတလောက်တောင်မှညှိုးနေရဆိုတော့ကျွန်တော်တို့သူ့ဆိုင်ကနေပြီးတော့လည်းအားပေးကြည့်ရမှာပေါ့ဗျာ။ ဒီလိုနဲ့ဝယ်သူတွေကနေသူရဲ့ဆိုင်ကိုလည်းသွားပြီးမုတ်တွေကိုမြေစားကြည့်ခဲ့ကြပါတယ်။ဒါပေမဲ့ပရာချီလောက်အရသာမကောင်းတာကိုတီးခဲ့ကြရပါတယ်။သူတို့ကတော့ပရာချီရဲ့မုတ်တွေကိုသာပို့ပြီးသဘောကျနှစ်သက်သွားခဲ့ကြပါတယ်။ခမရဲ့အမကိုရိုင်းကကျွန်တော်တို့ကိုဒီဘက်ဆိုင်ကိုလွှတ်လိုက်ကြခမရဟင်းထမင်းချက်တာအရန်လိုက်ရကောင်းနေ။ဒါပေမဲ့ကျွန်တော်တို့ကတော့ခမရဲ့လက်ရာကိုတိတ်ပြီးတော့သဘောမတွေ့ဘူး။ခမရအမလောက်ထားတဲ့မုံနဲ့ဟင်းရပို့ပြီးတော့စားလို့ကောင်းနေသီလား။ဟုတ်တယ်ဟုတ်တယ်အကိုအကိုပြောတာမှန်တယ်။ သူရဲ့ရိုတီနဲ့ဟင်းကအလောက်ထိအရသာမရှိပါဘူးသူအမလုပ်ထားတဲ့ရိုတီနဲ့ဟင်းတွေကတကယ်စားကောင်းနေနော်ဒါဆိုလို့ရှင်လည်းတော့လေကျမဆိုင်ကိုနောက်ဘယ်တော့မှထပ်မလာခဲ့နဲ့နေပါအောင်သူလုပ်ထားတဲ့မုတ်တွေကဘာရီမြအလောက်တောင်မှအရသာရှိနေရလေဒီပုံစံတိုင်းဆိုရင်တော့သူပဲပတ်ဆံရှာသွားလိမ့်မယ်ငါကတော့စိုင်ပါပိတ်ရမလားမသိဘူးသူမဆလာဘလို့ပြင်ဆင်လဲဆိုတာကအမြန်ဆုံးတွားကြည့်မှဖြစ်မယ်အဒီနေနေခင်မှာသူကလည်းသူအမအိမ်ကိုတွားပြီးဟင်းဘလို့ချက်လဲဆိုတာကိုတွားသိင်ယူခဲ့ပါရဲ့ နောက်နေ့မှာတော့ဒီမကိုရိုင်းကလည်းအဲ့ဒီပုံစံအတိုင်းချက်ပြုတ်လိုက်ပါတယ်။အခုဆိုရင်တော့ပရာချီရဲ့ဆိုင်မာရောနေသူရဲ့ဆိုင်မာပါလူတွေတကြိတ်တိုးနေခဲ့ပါပြီ။ကြည့်ပါဦးဒီနေ့တော့အရသာရှိသွားပြီ။အရသာကအလောက်ထိမကောင်းဘူးဆိုပေမဲ့ဈေးကတဝက်နဲ့ရောင်းချပေးနေတာဆိုတော့ကျွန်တော်တို့ဒါကိုပဲစားတော့မှာပေါ့။နေသူကတော့ဈေးတဝက်ရှော့ချပြီးရောင်းချနေခဲ့တာပါ။ဒါကြောင့်ဝယ်သူတွေကဒီမရဲ့ဆိုင်မာပဲလာဝယ်စားတော့ခဲ့ကြပါတယ်။ကောင်းနေဟေ့အခုမှပြောစရာကောင်းပြီ။သူရဲ့ဖောက်တယ်တွေအားလုံးကိုလည်းငားရသွားပြီ။ နောက်ထပ်ရက်အနေငယ်လောက်ဆိုရင်တော့ငါသူ့ဆိုင်ကိုဒီကနေတခါရဲမောင်းထုတ်ပြလိုက်မယ်သူကသူ့အမကိုကြမ်းစီချင်နေခဲ့ပါတယ်ဒါကြောင့်တရက်သူ့အိမ်ကိုပြန်နေခဲ့တဲ့အချိန်မှာလူစိုးကောင်တကောင်ကိုပတ်စံပေးပြီးခိုင်းခဲ့ပါတယ်နေတောင်းနဲ့ပတ်စံငါပေးပြီးသွားပြီးငါအလုပ်ကိုတေချာလုပ်ပြီးဟုတ်ကဲ့ဘာမှစိုက်ဖို့မနေပါနဲ့အလုပ်တွေအားလုံးပြီးသွားလိမ့်မယ်နောက်နေ့ project ဆိုင်သိမ်းနေခဲ့တဲ့အချိန်မှာနည်းနည်းနောက်ကျသွားခဲ့ပါတယ်ဒီအချိန်မှာပဲလူစိုးကောင်ရောက်ရှိလာခဲ့ပြီး project စီကပတ်စံတွေအားလုံးလူရှုခဲ့ပါတယ်အဲ့ဒါနဲ့အတူတူသူ့ရဲ့ဆိုင်လေးကိုလည်းဖျက်ဆီးပစ်ခဲ့ပါတယ် ရာချီကို6လမ်းပြီးနောက်ဒီနေရာကနေမောင်းထုတ်ပစ်ခဲ့ပါတယ်။ဒီကြောင်လေးကိုနေသူတရှိသွားခဲ့တဲ့အခါမှာဝမ်းတာနေခဲ့ရတာပေါ့။သူ့ဆိုင်မရှိတော့ဘူးဆိုတော့ငါတယောက်ထဲအေးဆေးရောင်းလို့ရပြီ။အားလုံးငါဆိုင်ကိုလာရင်တော့ငါတယောက်ထဲပတ်စံရှာမယ်ဟေ။ဒီစကားလေးကိုတယောက်ကြားကြားသွားခဲ့ပြီးနောက်မှာတော့ဒေါသအတော်လေးချွတ်သွားခဲ့ပါတယ်။သူကလည်းအော်လိုက်ပါတယ်။မင်းအမမင်းကိုဒီလောက်တောင်အကူအညီပေးခဲ့တာဘာလို့သူ့အပေါ်ဒီလိုလုပ်ရတာလဲ။နည်းနည်းမှမရှက်ဘူးလား။ငါမှအရင်နေ့လောက်ဖို့ပတ်စံမရှိတာတော့မင်းအမကမင်းကိုပတ်စံစိုက်ထုတ်ပေးခဲ့တယ်။မင်းကတော့မင်းအမပေါ်ကိုမကောင်းကြံနေခဲ့တယ်တော်တော်ရုံမာတာပဲ ဒီစကားကြားခဲ့ရတဲ့ခါမှာဒီသူလည်းအရန်ကိုဝမ်းနဲ့တွားခဲ့ပြီးမျက်ရည်တွေကျလာခဲ့ရပါတယ်။သူကလည်းသူ့အမရဲ့အိမ်ကိုချက်ချင်းတွားပြီးနောက်မှာတော့လှုပ်ခဲတဲ့အမတွေအားလုံးအတွက်အမှန်တိုင်းဝင်ခံပြီးတောင်းပန်လိုက်ပါတယ်။နောက်သူ့အမရဲ့လှဲလေးကိုလည်းပြန်လဲပြင်ဆင်ပေးလိုက်ပါတော့တယ်။အမအကြီးဖြစ်သူပရာကြီးကလည်းညီမငယ်လေးကိုခွင်လွှတ်ပေးခဲ့တာပေါ့။အရင်းနီးအောင်စပြီးညီမနှစ်ယောက်လုံးကလည်းမုတ်ဆိုင်အတူတူဖွင့်လဲရောင်းချခဲ့ကြပါတယ်။ဈေးရောင်းကောင်းတဲ့အတွက်ပတ်စံတွေလည်းအများကြီးချနိုင်သွားပါတယ်။ နောက်ထပ်တင်ဆက်ပေးတော်မယ့်ပုံပြင်လေးကတော့ချွေမလီရဲ့ဟင်းချက်လက်ရာဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်။ဒုက္ခပါပဲ။သူကလည်းအခုအချိန်မှရောက်လာရသလား။ဘာဖြစ်တာလဲရှေခါရဲ့အဆင်ပြေရဲ့လား။နင့်ုံကြီးရတာတခုခုကိုစိုးရင်ပုံပန်နေတဲ့ပုံစံပဲပါရင်များပုံပန်နေရတာလေ။ဘာဖြစ်ရမှာလဲအခုဟိုတယ်ပိတ်တော်မယ့်အချိန်ကိုရောက်နေပြီ။ဒီအချိန်မှလူအယောက်20လောက်ကညစာစားဖို့အတွက်ဆိုပြီးရဝင်လာကြတယ်။သူတို့အော်လုံကမိသားစုဝင်တွေဆွေမျိုးတွေကြီးပဲ။အော်လုံတောင်းဆိုနေကြတာကိုလည်းကြည့်ပါဦး။ရိုတီနဲ့ဟင်းနဲ့ ပြီးတော့အရသာအရှိဆုံးနဲ့အခက်အခဲဆုံးဟင်းတွေကြီးပဲသူတို့မှားထားကြတော့ငါတို့မှာဟင်းသီးဟင်းရွက်တွေကတော့ကြံသေးတယ်ဆိုပေမဲ့တခြားဟင်းတွေကိုကြတော့ဘလို့ချက်ရမှာလဲဒီအချိန်မှအခုငါတို့ဟိုတယ်မှာရှိတဲ့ထမင်းဟင်းချက်ပြုတ်ပေးတဲ့သူတွေအကုန်လုံးကလည်းပြန်သွားပြီဆိုတာနင်းသိရမလားဒီအချိန်ကျတော့မှဒီလောက်များတဲ့ရိုတီတွေကိုဘယ်သူကလုံမှာလဲအမလီနေရလဲလေဒီလောက်ကိစ္စလေးကိုအလောက်ထိစွရင်ပုံပန်းနေစရာဘာအကြောင်းရှိလဲငါကိုယ်တိုင်ကလည်းစဖို့မှုတရားဆိုတော့ကိုနေမေ့သွားပြီလား ကဲအခုနေခဏလေးပဲစောင့်ကြည့်နေငါအရသာရှိတဲ့ရိုတီပေါပါလေးတွေဘယ်လိုလုပ်ပေးမလဲဆိုတာကြည့်နေလိုက်တို့အားလုံးတရေရိုသွားစေရမယ်ဒီအချိန်မှာပဲဟိုတယ်ရဲ့မန်နေဂျာရောက်ရှိလာခဲ့ပါတယ်နေတို့လုံးမယ်ဆိုလို့ရှင်လဲအများလောက်ကြနော်အချိန်ခဏကြာသွားတဲ့အခါမှာတော့စဖို့မှုကအရသာရှိတဲ့ရိုတီတွေကိုလုပ်ပြီးတော့အပြင်ကိုထွက်လာခဲ့ပါတယ်သူမလုပ်ထားတဲ့ရိုတီတွေကပေါပါလေးလေးလေးတွေပါဒါတွေကိုကြည့်ပြီးသွားတဲ့အခါမှာတော့ဧည့်သည်တွေကလည်းပြောခဲ့ကြပါတယ် အမလေးရိုဒီတွေကလည်းကြီးလိုက်တာမသိလို့ရှင်တော့ဖျားကြီးကြနေရပဲဘာလို့အလောက်တော်မှအကြီးကြီးတွေဖြစ်နေရတာလဲပါလီရနေရပဲအတော်အရသာရှိမဲ့ပုံစံပဲနော်ဒီလိုနဲ့ဝဲသူတွေအကုန်လုံးကလည်းသူတို့ရဲ့ရိုဒီတွေကိုစားကြည့်ခဲ့တဲ့အခါမှာအရသာအရန်ရှိနေတာကိုတွေ့တော့ခဲ့ရပါတယ်သူတို့လည်းအရသာကိုသဘောကျနှစ်သက်ကုန်ကြတာပေါ့ကောင်းတော့ပဲအရသာတော်လေးကိုရှိရနော်ဒီလောက်ထိအရသာရှိလိမ့်မယ်လို့လုံးဝမထင်ထားဘူးတကယ်ကိုဖျားလောက်ကြီးတဲ့ရိုဒီကိုလှုပ်ထားတာပဲကျွန်တော်တို့တစ်ချက်စားပြီးသွားလို့ရှင်တော့တေးကြတယ်ဘိုက်ဝါသွားမှာပဲ ဒီလိုနဲ့စားသောင်းသူတွေအကုန်လုံးကအပေါ်တရားစားတော့ပြီးနောက်မှာတော့ပြန်သွားခဲ့ကြပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ကပီတာရဲ့နေ့ကြောင့်နေတာမရှိဘူးဆိုလို့ရှင်တော့ဒီနေ့ငါအစုခံရမှာကျင်းသေးတယ်တိလား။နေရာငောက်ကဲတင်ပေးလိုက်တာပဲငါနဲ့ဘယ်လိုကျေးဇူးတင်ရမလဲတော့မနာလဲတော့ဟာ။အေးပါတကယ်ချင်းငါတယောက်လုံးရှိနေရပဲနေဘာတွေကိုတလောက်တောင်မှစွန့်ရင်ပူပန်နေရလေ။ဘာမှစွန့်ရင်ပူပန်မနေနဲ့ဒါဆိုလို့ရှင်တော့အများဆုံးအဝယ်စားသွားလဲလိုက်တော့တော့တော့ငါတို့အိမ်ကိုလည်းပြန်ရအောင်မယ်နောက်ကျနေပြီမလား။ ဒီလိုနဲ့တငယ်ချင်းနှစ်ယောက်လုံးကလည်းဝယ်စားလဲပြီးနောက်မှာတော့ကိုစီအိမ်ကိုပြန်သွားခဲ့ကြပါတယ်။ဒီလိုနဲ့အချိန်တွေကုန်ဆုံးသွားခဲ့ပြီးနောက်မှာတော့ကပီတာကလည်းအာဂျွန်ဆိုတဲ့ကောင်လေးတယောက်နဲ့လက်ထပ်သွားခဲ့ပါတယ်။လက်ထပ်ပြီးနောက်မှာကပီတာကတော့စဖို့မှုအလောက်ကိုမလောက်တော့ပါဘူး။သူမှအလောက်ကနေထွက်သွားခဲ့ပါတယ်။မင်္ဂလာဆောင်ပြီးနောက်မှာတော့မိသားစုဝင်တွေအကောင်လုံးကလည်းကပီတာကိုယ်တိုင်လောက်တဲ့တခုခုကိုစားတောက်ချင်နေခဲ့ကြပါတယ်။သူမပထမဦးဆောင်ပြီးဖို့ကန်နေဝင်ရမယ်နေမှာလေတခုခုချက်ပြုတ်ပေးရမှာပါ။ ဒီနေ့တော့ကျမတို့အားလုံးအရသာရှိတဲ့ထမင်းဟင်းတွေစားတော့ရတော့မယ်နဲ့တူပါတယ်။ဟိုတယ်ဇာတွေကိုအိမ်မှာပဲစားရတော့မယ်။ဒါပေါ့ငါတို့အိမ်ကိုစပုံမှုချွေးမလေးရောက်လာတာပဲမလား။ငါတို့အရသာရှိတဲ့ထမင်းဟင်းတွေကိုစားတော့ရတော့မှာပေါ့။အခုပြောနေရင်လည်းငါကတော့တော်တော်လေးကိုတရေကျနေပြီသီလား။ဟုတ်တယ်ဖွားရဲ့ဟုတ်တယ်ဟုတ်တယ်။ဒါကအတော်ရောက်လာတဲ့အချိန်တုန်းကကစပြီးတော့လေစိတ်ဝင်စားနေကြ။အတော်အခုဘာလုပ်မလဲမသိဘူး။ဒါကတော့အတော်ပြောထားပါတယ်။ရိုတီလုပ်ပေးပါလို့ရိုတီပူပူလေးစားချင်တယ်။ ။အရင်နေ့မှာကပီသားကတော့မိဖို့ခံနေဝင်သွားခဲ့ပြီးအရသာအရှိဆုံးထမင်းဟင်းအမျိုးမျိုးကိုချက်ပြုတ်ပြင်ဆင်ပေးခဲ့ပါရီ။အမလီဟင်းတွေအားလုံးကတော့ချက်ပြုတ်ပြင်ဆင်လုပ်ပြီးသွားပြီးအခုရိုတီလုပ်ဖို့ပဲကြံတော့တယ်။ရိုတီတွေကိုပပလေးနဲ့အရသာအရှိဆုံးလုပ်ပေးရမယ်။ပူပူလေးစားလို့ရအောင်လို့အခုနောက်ဆုံးမှပဲလုပ်တာ။အိမ်မှာမိသားစုဝင်တွေကလည်းအများကြီးပဲ။သူတို့အားလုံးအတွက်ရိုတီတယောက်၃ချပ်စီလောက်တော့ငါလုပ်ပေးထားမှဖြစ်မယ်။ နောက်မှမလောက်မငါဖြစ်နေလို့ရှင်တော့ဘယ်ကောင်းမလဲငါပထမဦးဆောင်မိဖို့ကံနဲ့ဝယ်နေနေဆိုတော့အားလုံးရဲ့စိတ်ကျေနပ်မှုကိုရမှဖြစ်မယ်ငါရိုတီတွေကိုတည်တည်မလောက်တော့ဘူးတခါတည်းအကြီးကြီးတွေလောက်လိုက်မယ်သူတို့လည်းအံ့ဩသွားလိမ့်မယ်ငါရိုတီအများကြီးလောက်စီရလည်းမလိုတော့ဘူးအားလုံးကလည်းတခြားတစ်ချက်စားရုံနဲ့ပိုက်ဝါသွားကြမှာဆိုတော့ဟုတ်တယ်ဟုတ်တယ်ငါရိုတီအကြီးကြီးတွေပဲဝိုင်းဆက်နေအောင်လှုပ်ပေးလိုက်တော့မယ်ဟိဒီလိုနဲ့ကပီတာကလည်းပထမဦးဆောင်မိဖို့ကံနဲ့ဝယ်ရမယ်နေမှာပဲရိုတီအကြီးကြီးတွေကိုလှုပ်ပြလိုက်ပါတယ် ။သူမဟိုတယ်မှာလုပ်ခဲ့တဲ့ပုံစံအတိုင်းပဲရိုတီတွေကိုအကြီးအကြီးလှုပ်ချပြလိုက်ကြပါ။ဒါမှလည်းသူမအများကြီးလှုပ်စရာမလိုတော့ပါလေ။အချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာသူမရိုတီတွေအားလုံးပြင်ဆင်လုပ်ပြီးသွားခဲ့ပါပြီ။ဒါကြောင့်သူကမိသားစုဝင်တွေအားလုံးစားဖို့အတွက် ရိုတီနဲ့ဟင်းတွေကိုတည့်ခင်းအခမ်းပေးလိုက်ပါတော့တယ်။သူမလှုပ်ထားတဲ့ရိုတီတွေကတကယ်ကိုအကြီးအကြီးပါပဲ။တလောက်ကြီးတဲ့ရိုတီတွေကိုပဲသူမှမမြင်ဘူးကြပါဘူး။အိမ်မှာရှိတဲ့သူတွေအကုန်လုံးကလည်းရိုတီတွေကိုကြည့်ပြီးတော့ပြောခဲ့ကြပါရဲ့။ဒါပါလေကျွေးမလေးရဲ့ရိုတီလားဆောင်လား ဒါတွေကရိုတီနဲ့မတူတော့ဘူးဟေ။ငါတို့ခြုံအိတ်လိုတောင်ရတယ်။ဟုတ်တယ်အမေရဲ့။ကျမတို့အိတ်ရခင်းအောင်လုပ်လို့ရတယ်နော်။ဒါနဲ့ဆိုလို့ရှင်တော့လေကျမရဲ့ခလေးနှစ်ယောက်အောင်လုံးစောင်းခြုံပြီးတော့တောင်အိတ်လို့ရတယ်။ဟုတ်တယ်ဟုတ်တယ်။အားလုံးပြောကြတဲ့စကားတွေကမှန်တော့လည်းမှန်ပါတယ်။ကျမကဘိုင်းဝသွားစေချင်လို့ရိုတီအကြီးကြီးတစ်ခါလေးလုံးလိုက်တာလေ။ကျမအရင်တော့ဟိုတယ်မှာစဖို့မှုလုပ်ခဲ့ရမလား။အဲ့ဒီဟိုတယ်မှာဆိုလို့ရှိရင်တော့အားလုံးကဒီပုံစံအတိုင်းပဲတောင်းဆိုကြတယ်။ကျမကလည်းအဝယ်သူတွေအကြိုက်ဒီပုံစံလုပ်ပေးခဲ့တာလေ။ရိုတီအကြီးကြီးပဲ ကြီးလိုက်ရင်တော့အရန်ကိုထူးဆန်းတယ်လို့ထင်နေမလားရိုတီတွေကတအားကိုကြီးလို့နေတော့တပမဲ့စားကြီးလိုက်ပါအရသာဘလောက်တောင်မှထူးခြားကောင်းမွန်လဲဆိုတော့ကိုသိသွားလိမ့်မယ်ကျမတို့ဟိုတယ်မှာဆိုလို့ရှိရင်တော့ဝယ်သူတွေအားလုံးအကြိုက်ဆုံးကဒီရိုတီပဲလေစားကြည့်ပါအောင်ရှင် အားလုံးပဲစားကြည့်လိုက်ကြပါအောင်ကပိသားအခုလိုမျိုးတိုက်တွန်းပြောဆိုနေခဲ့တဲ့အခါမှာအားလုံးကလည်းရိုတီတွေကိုမြည်ဆန်းကြည့်ခဲ့ကြပါရစေအားလုံးကရိုတီရဲ့အရသာကိုသဘောကျနှစ်သက်ကောင်းကြပါရစေဒီနောက်အစာအသောက်ချက်ပြုတ်တာတော်တဲ့ချွေးမလေးကိုလည်းချီးကျူးနေခဲ့ကြတာပေါ့ ပထမတော့မိသားစုဝင်တွေအကုန်လုံးကရိုတီအကြီးကြီးတွေစားရတာသဘောကျနှစ်သက်ခဲကြပါမယ်။အချိန်တွေကြာလာတာနဲ့အမျှရိုတီအကြီးကြီးတွေစားရတာကိုသဘောမကျတော့ပါဘူး။သူတို့တဖြည်းဖြည်းနဲ့ညီငွေလာခဲ့ကြပါရဲ့။ချွေးမလေးရဲ့နင်ပါလို့နေစင်နေတဲ့ရိုတီအကြီးကြီးတွေကိုလှုပ်နေရတာလေ။ဒီရိုတီတွေလှုပ်ရတာဘလောက်တောင်မှအချိန်ကုန်လဲဆိုတာကိုရောသိရဲ့လား။နင်တို့အချိန်လဲကုန်တယ်ငါတို့စားတဲ့အချိန်မှလည်းစားရတာအရင်အောင်ခက်ခဲပြီးတော့ပြင်းမှန်းလို့နေ။တစ်ဖက်ကနေတယောက်ကကင်ထားရတယ်။တစ်ဖက်ကနေငါကဖဲ့ရတယ်။ အဲ့ဒီတော့မှဒီရိုဒီတွေကိုစားလို့ရတာခက်ခက်ခက်ခဲနဲ့စားတော့နေရတော့အဆင်ပြေဘူးချွေမရဲ့တော်ပြီတော်ပြီငါတို့နောက်ထပ်ဒီလိုမဟုတ်တွေကိုမစားနိုင်တော့ဘူးနောက်ဆိုလို့ရှင်တော့ရိုဒီတွေကိုတိတိလေးပဲလုပ်ပါငါတို့တယောက်စီစားလို့ရမယ့်ပုံစံမျိုးပေါ့ဟုတ်တယ်ဟုတ်တယ်အမေပြောတာမှန်တယ်မနေ့ကတော့ကမင်းလောက်ခဲတဲ့ရိုဒီဆိုလို့ရှင်တော့အောက်ကြီးကဘလောက်တော်မှကြီးလဲဆိုလို့ရှင်တော့စပွဲတစ်ခုလုံးပြည့်ရှံနေပြီငါတငယ်ချင်းတွေအကောင်လုံးကလည်းဒီလောက်ကြီးတဲ့ရိုဒီကိုတွေ့ရတော့အားလုံးကယူနေကြတာပေါ့ဟုတ်တယ်မလေးရေနင်ပြောတာလုံးဝမှန်တယ် အခုငါကိုယ်တိုင်ကလည်းယုံတော့နေရတာဆိုတော့မိဖို့ချောင်းလေးကိုလုံးဝဝင်ဖို့အတွက်အဆင်မပြေဘူးလေ။တိုက်ပြီးတော့လည်းဂယူးမဆိုင်ပေးနိုင်ဘူး။မနေ့ကတော့ကကျမကျမရဲ့ရောင်းမပေးတဲ့ထမင်းချိုက်ကိုရှူသွားတော့ယုံမအားလုံးကဝိုင်းဟားနေကြတယ်။ရိုတီတွေကဘာဖြစ်လို့တလောက်တောင်မှကြီးနေရတာလဲဆိုပြီးတော့ကြီးရတာသူတို့အားလုံးက5 star hotel မှာရောင်းတဲ့ရိုတီအကြီးကြီးတွေကိုမစားဘူးကြဘူးနဲ့တူပါတယ်။အဲ့ဒါကြောင့်ရှိနေကြတာပေါ့။ကျမတို့5 star hotel တွေမှာဆိုလို့ရှိရင်အခုလိုမျိုးရိုတီအကြီးကြီးတွေကိုပဲလူတွေအားလုံးကတောင်းဆိုကြတာ။ တကယ်စားကောင်းပြီးတော့အရသာလည်းရှိတာပဲလေဒါကိုအလုံးသိကြရတာနဲ့ပြီးတော့အဲ့ဒီရိုတီကဘလောက်တောင်မှဈေးကြီးလဲဆိုတာကိုသိလားလူတိုင်းကဒီလောက်ကြီးတဲ့ရိုတီကိုမလောက်တတ်ကြဘူးလေကျမတို့လိုမျိုးစဖို့မှုအနှဲငယ်ကပဲဒါတွေကိုကောင်းကောင်းလောက်တတ်တာပြင်ကိုတွားကြည့်လိုက်အဲ့ဒီရိုတီဘလောက်တောင်မှဈေးကြီးလဲဆိုတာကိုသိသွားလိမ့်မယ်ဒီလိုနဲ့သူမကလည်းအလုံးကိုစကားတွေနဲ့လှက်ပတ်ပြောဆိုခဲ့ပါတယ်ဒီလိုနဲ့ပဲရန်နှဲငယ်ကုံဆုံးသွားခဲ့ရပြန်ပါတယ်ဒီရမှာတော့သူတို့အိမ်ကိုတခြားတစ်မျိုးကအတော်ဖြစ်တော့ကလာလဲခဲ့ပါတယ် ဒါလောက်ကြီးတဲ့ရိုတီအကြီးကြီးတွေကိုတွေ့ကြရတဲ့အခါမှာသူမကတော့တော်တော်လေးအံ့အားတင်နေကြပါဘော။အမလီအမလီကြပါလေဒါပါကြီးတွေလေ။နင့်ချွေမလေးကဘလို့ဖြစ်လို့ဒါလောက်ကြီးတဲ့ရိုတီကြီးတွေကိုလှုပ်ထားရတာလေ။သူလှုပ်ထားတာပါလုံးတာတော့ဟုတ်ပါပြီ။ဒါပေမဲ့မသိလို့ရှင်တော့ဖျားလို့လို့စောင်းလို့လို့နဲ့ဟိ။ဟိုဖျားသခင်ထူဆန်းလိုက်တာငါဖြစ်ရုံကိုမယုံနိုင်ဘူး။ငါဘလို့မျိုးစားမလဲတော့မသိရဘူး။ဒါနဲ့နင်ဘယ်တော့ကစပြီးဒါလောက်တော့မှကက်စီးကုတ်သွားရတာလေပြောစမ်းမအောင်။ ဒီစကားကိုကြားခဲ့ရတဲ့ရောက်ခမဖြစ်သူကအရှက်ခွဲခံခဲ့ရသလိုခံစားလိုက်ရပါတယ်။သူမတော်တော်လေးရှက်ရွံ့သွားပါတယ်။ဒါပေမဲ့သူကပါဇက်ပိတ်ပြီးသားနေထိုင်ခဲ့ပါတယ်။တရက်မှတော့အိမ်မှာရှိတဲ့ကလေးတွေကသူရဲ့အတော်ဖြစ်သူလှုပ်ထားတဲ့ရိုတီကြီးကိုယူပြီးတော့စော်ကစားနေခဲ့ကြပါတယ်။အဲ့ဒီရိုတီကြီးကိုခြုံပြီးထိုင်နေခဲ့ကြတဲ့အခါမှာကပီသားကလည်းဒေါသတတော်လေးထွက်သွားခဲ့ပါတယ်။ဒါဘာလို့ကြလဲနင်တို့ယူသွားကြပြီလားဘာလို့နေကြတာလဲနင်တို့ကလည်းစီကန်းကိုမရှိကြဘူး ရင်ကျင်းမှုရှိကြစမ်းပါဒါကစားစရာတောက်စရာနင်တို့ခြုံပြီးတော့စော့ကစားနေရမယ့်အရာမဟုတ်ဘူးနင်းရဲ့မိဘတွေကဒီပုံစံအတိုင်းပဲတင်ထားပေးရလားအစားအသောက်ကိုတန်ဖိုးထားရမယ်ဆိုတာနားမလည်ဘူးလားခဏနေပါဦးကလေးတွေကဘာအမှလုပ်ခဲ့မိလို့ဒီလောက်တောင်မှအော်ဟစ်နေရတာလဲနင်းရဲ့ရိုဒီတွေကအရန်ကိုကြီးနေတော့သူတို့ကလည်းစော့ကစားမှာပေါ့စောင်လောက်ကြီးတဲ့ရိုဒီကိုဘယ်သူကလှုပ်လို့လဲရိုဒီတတိလေးစားခြင်းနဲ့ဆိုလို့ရှင်တော့ကိုဟောက်ကိုပဲလှုပ်စားကြကျမကိုလာလှုပ်ခိုင်းမနေကြနဲ့ဒီအိမ်မှာကျမဟင်းချက်မယ်ဆိုရင်တော့ကျမချက်တဲ့ပုံစံအတိုင်းပဲချက်ပြုတ်ရလိမ့်မယ် ဒါမှမဟုတ်အပြင်ကနေပြီးတော့မှားစားကြ။ကပီသားလုပ်ထားတဲ့ရိုတီတွေကိုစိတ်ပြတ်လို့နဲ့အတွက်အားလုံးကလည်းအပြင်ကရိုတီတွေကိုမှားစားကြပါရစေ။သူတို့ရိုတီမှားစားခဲ့တဲ့နေရာကတခြားဆိုင်ကမဟုတ်ပါဘူး။ကပီသားရဲ့တငယ်ချင်းဆိုင်ကပဲဖြစ်နေခဲ့ပါရစေ။ရှီခါကတော့ကပီသားရဲ့ရခမအင်ကာသူတွေကိုကောင်းကောင်းမှတ်မိနေခဲ့ပါရစေ။နောက်နေ့ဈေးသွားခဲ့တဲ့အခါမှာသူတငယ်ချင်းကပီသားနဲ့ဆုံတွေ့ခဲ့ရပါရစေ။အဲဘလို့လဲတငယ်ချင်းရဲ့နေကောင်းလား။ငါတို့အနည်းနာမှနေပြီးတော့မတွေ့တာတော်လေးကိုကြာနေပြီနော်။အဲ့နဲ့ပြောပါအောင်နေရတကယ်အရောက်တော်တဲ့စဖို့မှုတယောက်ပါ နေတလောက်တော်နေရာတော့မှနေရခမအင်ကားသူတွေကအပြင်ကနေသမင်းမစားကြတယ်။ဒီအချိန်မှာကပိသားကလည်းကိစ္စတွေအားလုံးကိုအမှန်အတိုင်းပြောပြလိုက်ပါတယ်။ကပိသားရေသူတို့ကနေရခမတွေလေအင်ကားသူတွေမိသားစုဝင်တွေပြီးတော့အဲ့ဒါကဟိုတယ်မဟုတ်ဘူး။ဟိုတယ်မှာလူတွေကတခါတလေမှလာစားကြတာ။နေရအင်ကားလူတွေကိုအမြဲတမ်းဒီပုံစံချက်ကျွေးနေတော့သူတို့လည်းညီငွေကုန်တာပေါ့။နေတယောက်လုံးရှိနေရတာနဲ့သူတို့အပြင်ကသမင်းဝယ်စားနေရတာမဟုတ်သေးဘူးနော်။ဒီအချိန်ကျမှကပိသားကလည်းသူမှမှားသွားတယ်ဆိုတော့ကိုယ်သဘောပေါက်နားလေသွားခဲ့ပါရဲ့။ ။အောင်နေတူမမိသားစုတွေအကောင်လုံးကိုထမင်းခိုခတ်ပြင်ဆင်ပေးတဲ့အခါမှာပုံမှန်အတိုင်းကိုသာရိုတီတွေလုပ်ပေးခဲ့ပါရယ်။အမလေးဒီနေ့ရိုတီတွေကစိုက်သေးသွားပြီဘလို့ဖြစ်ကြလဲ။ချွေးမလေးရေနေမလို့ချင်လို့အပြင်ကနေမှားလိုက်ကြလား။ဒီနေ့စိုက်ပိတ်တယ်လေ။ကျမကိုယ်တိုင်းလှုပ်ထားတာပါကျမရှိရတဲ့အားနဲ့အားလုံးအပြင်ကထမင်းမစားနေတော့ကျမရှိတော့ဘာထူတော့မလဲတစ်ခါတလေပဲကျမရိုတီအကြီးကြီးတွေလှုပ်ကျွေးတော့မယ်နော်ပုံမှန်ဆိုရင်တော့ဒါတွေပဲကျမချက်ကျွေးပါမယ်အားလုံးကလည်းဒီစကားကြောင့်ဝမ်းသာပျော်ရွှင်သွားခဲ့ကြပါရဲ့ နေစင်နေတိုင်းရိုတီအကြီးကြီးကိုလည်းစားစရာမလိုတော့ပါဘူးဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်